မင်္ဂလာပါ using insect slicer နော် insect slicer ဘယ်လိုနေရာမှာတောင်းရမလဲဆိုရင် excel က data တွေကို filter အသုံးမပြုဘဲနဲ့ကလေးတစ်ချက်နဲ့ရုံနဲ့စစ်ထုတ်ခြင်းတဲ့အခါမှာတစ်ချက်တို့ကသုံးပေးရပါတယ်တစ်ချက်ကတော့ computer queen ရဲ့ founder and trainer တော့ Nigel Fermer ဖြစ်ပါတယ်ရှင်ဒါဆိုရင်သင်ခန်းစာလေးကိုဆက်ပြီးရကြည့်လိုက်ကြရအောင် အဲ့တော့မိမိရဲ့ data မှာပုံမှန်အဖြစ်ဆိုလို့ရှိရင်တချို့တို့ကဆက်လက်ကလေးမှတ်မယ် data တွေကိုသွားမယ် filter ကိုသွားမယ်။ဟုတ်ပြီဒီနေရာမှာမိမိလိုချင်တဲ့ amount တွေကိုတချို့တို့က number filter မှာရှာလို့ရတယ်။ပြီးရင်တော့ဒီ test ဆိုလို့ရှိရင်တချို့တို့က test data မှာရှာလို့ရတယ်။အဲ့လိုမဟုတ်ဘဲနဲ့ click ကလေးကိုတစ်ချက်နဲ့ရောတချို့တို့ကရှာကြည့်တယ်ဆိုရင် keyboard ကနေပြော data ထဲမှာ cursor လေးကိုကြာ keyboard ကနေ control ရဲ့တည်ရနေမယ်။နောက် control ရဲ့တည်ရနေလိုက်တဲ့အခါမှာ my table has header မှာအမှတ်ကြီးလေးကိုထည့်ပြီးတော့ okay လေးကိုပေးလိုက်ပါ။ ဒါဆိုရင်တော့ table format လေးဖြစ်သွားပြီ table format ဖြစ်သွားပြီဖြစ်တဲ့အတွက်အပေါ်က table တို့ design လေးကိုသွားဒီရှိဆုံးမှာ insert slicer ဆိုတဲ့ဟာလေးရှိတယ်ဒါလေးကိုတစ်ချက်ကလေးနှိပ်လိုက်ပါဒါဆိုရင်တော့မိမိကဘယ်ကောင်းစီအောင်မြည်တူပြီးတော့ရှာကျင်တာလဲဆိုတာကိုတစ်ချက်တို့ကဒီမှာရွေးချယ်ပေးလို့ရတယ် CD ဟုတ်ပြီ okay ပြလိုက်မယ်ဒါဆိုရင်တော့ဒီ slicer နဲ့ပတ်သက်ပြီးတော့တချို့တို့အပေါ်မှာ slicer 2ဆိုပြီးကြာလာလိမ့်မယ် table ထဲမှာမောက်ထားရဆိုရင် table 2လို့ကြာလာလိမ့်မယ်အဲ့တော့ slicer ကိုပြင်ကျင်နေဆိုရင် slicer ထဲမှာကာစာလေးကိုချပြီးတော့ slicer style လေးကနေပြင်မိမိလိုချင်တဲ့အကြောင်းလေး ေးကိုထပ်ပြီးရွေးထုတ်ပေးလို့ရပါတယ်။ပြီးရင်တော့သူရဲ့ညာဘက်က column ဆိုတဲ့နေရာလေးတွေမှာမိမိကလိုသလိုဒီမှာ column လေးကိုဖွဲ့ပေးလို့ရတယ်နော်။အဲ့လိုလေးပြီးသွားရင်ဒီပေါင်းလေးတွေကိုလည်းကျွန်တော်ကကိုယ့်အကို customer စိတ်ကြိုက်ပြင်လိုက်လို့ရပါတယ်နော်။အဲ့ဒီလိုမျိုးလေးပြင်ပြီးသွားပြီဆိုလို့ရှိရင်တော့တကယ်လို့ဒီမှာခလုတ်ကလေးနော်အဘေးကိုဆွဲချလိုက်မယ်နော်ဘေးကိုဆွဲချလိုက်မယ်လေးခုလို့တန်းတန်းလေးဖြစ်သွားအောင်နော်အာရရောလည်းရပါတယ် အဲ့ဒီလိုလေးပဲထားလိုက်တော့အဲ့တော့ဒီမှာနေပြီးတော့လိုချင်တဲ့ဆိုရင် နေပြီးတော့လေးကိုနှိပ်လိုက်ပါဒါဆိုရင်နေပြီးတော့ဇီးရင်းနဲ့ကြာလာမယ်ရန်ကုန်နှိပ်မယ်ဒါဆိုရင်ရန်ကုန်ရဲ့ဇီးရင်းတွေကိုကြာလာမယ်ဟုတ်ပြီဒါဆိုရင်နေပြီးတော့နဲ့တက်ကောင်းတဲ့လိုချင်တဲ့အဲ့ဆိုရင်နေပြီးတော့တစ်ချက်နဲ့ control ကိုပြမယ်တက်ကောင်းကိုတစ်ချက်နဲ့လိုက်ပါဒါဆိုရင်နေပြီးတော့တက်ကောင်းရရှိတဲ့ data တွေကိုတစ်ချက်တော့ကကြာလာလိမ့်မယ်အဲ့ဒါကိုမှနောက်ထပ်နေပြီးတော့တက်ကောင်းမှရှိတဲ့နောက်ထပ်အဲ customer name ပဲဖြစ်ဖြစ် save person ပဲဖြစ်ဖြစ်ဒီမှာတော့ save person ကိုကျွန်တော်ကချားခြင်းနဲ့ဒါဆိုရင် slicer နောက်တစ်ခုထည့်ထည့်မယ်အဲ့ဒါဆိုရင် table လောက်မှာ cursor လေးကိုချား table designer ကိုတော့ insert slicer လေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်တို့က save person ရှက်ပေါက်လေးကိုအမှန်ချစ်ပေး okay လေးကိုပေးချလိုက်ပါဒါဆိုရင်တော့ဒီမှာကျွန်တော်တို့ကြာလာပြီဒါဆိုရင်နှိပ်ပြီးတော့လည်းကဘသူ့ကိုချားခြင်းနဲ့လဲစုလေးကိုလိုချင်တယ်ဟုတ်ပြီဒါဆိုစုလေးကိုယူလိုယူလိုက်ပါဒါဆိုရင်နှိပ်ပြီးတော့စီရင်ထဲမှာရှိနေတဲ့စုလေးကိုကြာလာလိုက်မယ် ဟုတ်ပြီဒါဆိုရင်ရန်ကုန်သွားမယ်ရန်ကုန်ဝင်းမှာရှိတဲ့တချို့ကဝေဝေကိုလိုချင်တယ်ဒါဆိုဝေဝေရပြီဝေဝေရဲ့ရဲစော်ရဲ့လိုချင်တယ်ဒါဆိုရင်ဝေဝေရဲ့ရောစရဲစော်ရဲ့ကိုကွန်ထရိုးလေးကိုပြစ်ပြီးဆက်လက်ကလေးပေးလိုက်ပါဒါဆိုတော့မိမိလိုချင်တဲ့ data လေးကိုကလစ်တစ်ချက်နဲ့ရုံနဲ့စစ်ထုတ်လို့ရပြီပဲဖြစ်ပါတယ်အသုံးပြုသွားတာတွေကတော့တချို့ table တွေက insert slicer ကိုသုံးတော့ရဖြစ်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ရက်သင်ခန်းစာမှာပြန်လည်ဆုံတွေ့ကြပါစို့နော်